ဒီတစ်ခါမှကြတော့ဆိုမော shape ထဲမှာဖတ်ထားတဲ့အလှပနဲ့ပတ်သက်တဲ့အကြောင်းပြောပြပေးမယ်။အလှပနဲ့ပတ်သက်တယ်ဆိုတော့ဒီတစ်ခါ make up လိမ့်တာနဲ့ပတ်သက်ပြီးသူပြောထားတာပေါ့နော်။ make up လိမ့်နေဆိုလို့ရှိရင်များသောအားဖြင့်ကဟိုပပလေးနဲ့ပဲလှခြင်းကြတာနော်။သူလည်းဘယ်ဘူးမှမလိမ့်နေကြဘူး။မလိမ့်ချင်ကြဘူးလေနော်။အဲ့တော့တစ်ခါကြလို့ရှိရင်ဟိုပေါ့နော်နှုညာလုပ်ငန်းလုပ်နေတဲ့ဒါလူတွေဆိုလို့ရှိရင် ထူထူလေးမှုလိုအပ်တဲ့အခါလိမ်ညရယ်ဆိုပေမဲ့သူတို့ကိုယ်တိုင်ရအောင်ပပပဲလိမ်ညင်ညာအဲပပလေးနဲ့လှနေရဆိုတာနေရထိုင်ရလဲကို့အနေနဲ့ပေါ့ပေါ့ပါပါရှိတယ်တတောင်းစာရှိတယ်ကြည့်ရတဲ့သူတို့ကလည်းဟိုကြည့်မပူလောင်ဘူးပေါ့နော်ကို့ကြည့်ရမိကလေးနဲ့လှနေလို့ထင်တယ်ကိုကထူနေလို့ရှိရင်ကိုရင်ပူတာမဟုတ်ဘေးကကြည့်ရတဲ့လူတွေကပူနေတာပြာပြီးဘလို့ဖြစ်နေတယ်ဟောနော်အဲ့လိုမျိုးဖြစ်မှာအဲ့တော့ဒီမှာမိကပပလေးနဲ့လှကျင်နေဆိုရင်ဘလို့မျိုးလဲရမလဲဆိုတော့အကြံပေးထားတာပေါ့နော်အဲ့တော့သူပြောထားတာကဘာလဲဆိုတော့ဟိုကို့မှာရှိရဲ့မိကတွေကိုတိတိကျ ချာချာတုံးထက်လို့ရှင်အောင်ရနေပါပြီတဲ့အဓိကကဒီ makeup ပပလေးပြင်တာဆိုကိုရီးယားမင်းသမီးတွေဒီကိုရီးယားကားတွေပိုင်းမှာဆိုပပလေးတွေပဲเนาะတကယ်ကိုတစ်ပါးလို့အောင်မထင်အောင်သူတို့ရဲ့ပင်ကိုအသားလေးလိုမျိုးပဲကြည်ရဒါမှမဟုတ်အဲ့ဒါ makeup လိမ့်ထားပဲဒီနေ့ပင်ကိုအသားအဲ့လိုမျိုးလှမှာလှတာနေရနော်ဖြူတဲ့လူပဲဖြစ်ဖြစ်ညူတဲ့လူပဲဖြစ်ဖြစ်မိကကကိုယ်လုံးဝကိုရုပ်ကိုလှောက်အောင်လုပ်တာဖြစ်လိုက်တာဟုတ်တယ်အဲအရေးကြောင့်နေလည်းမမြင်ရအောင်ဆိုတော့ပိုတော်မှအဆင်ပြေသွားသေးတယ်ဟုတ်တယ် အဲ့တော့ဒီမှာပြောထားတဲ့အရင်ဆုံးတော့ပုံသွင်းခြင်းဆိုပြီးတော့ပြောထားတာပေါ့နော်မျက်နှာကိုပုံသွင်းခိုင်းတာအဲ့တော့မျက်နှာအချိုးအစားကိုလည်းလိုအပ်တယ်လို့ပုံသွင်းပြီးတော့ဒါပေါ့နော်လိမ့်ချေဖို့ကအရန်ချိန်ရွာရတဲ့ဘယ်သူမှမလိမ့်ပြဖူးဒါပေမဲ့ဒီအောက်ကပေါ့နော်ဒီအောက်ခံဘာမှမလိမ့်ခင်မှာပုံသွင်းတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီ browser လိုအညိုရောင်အနှစ်တည်နေပါတယ်အဲ့လိုပုံသွင်းတာမျိုးအဲ့ဒါတကယ်တော့လိုအပ်တယ်တဲ့နဲ့ပပလေးပဲပေါ့နော်ပပလေးပုံသွင်းတာမျိုးပြီးတော့မျက်နှာမျိုးပပလေးလေးလေးနဲ့လှပစီဖို့ကဒီလိုနီးလန့်အကောင်းဆုံးပါပဲတဲ့မျက်နှာကိုပုံ ံစံချလိုက်တဲ့အတွက်ဒါဟိုအလင်းအမှောင်ဘောနော်ချိန်ညှိပြီးသားဖြစ်သွားတယ်။တခါကြလို့ရှိရင်မျက်နှာဟိုဘောနော်ဓာတ်ပုံထဲမှာလှအပြစ်မမလှအောင်ဓာတ်ပုံထဲမှာဘောနော်အရန်လှနေသော်ဘာလို့လဲဆိုအလင်းမောင်ကချိန်ပြီးချိန်ပြီးသားဖြစ်နေအဲ့တော့အပြစ်မလည်းလှဖို့အတွက်ပပလေးလေးရမယ်ဆိုပေမဲ့မျက်နှာကိုအရင်ဆုံးပုံစံချရမယ်တူပြောတာ။ ဒါအရင်ဆုံးတစ်ခုပေါ့နော်အဲ့တော့ပုံစံချတဲ့အခါမှာကိုယ်အသားပေးချင်တဲ့နေရာကိုပို့ပြီးတော့လင်းအောင်လို့ဖန်တီးထားမယ်ဒါကပထမတစ်ဆင့်ပုံစံချတဲ့အဆင့်ပေါ့နော်အဲပုံသွင်းတဲ့အဆင့်ပေါ့ဒုတိယတစ်ဆင့်ကဘာလဲဆိုတော့မျက်ခုံးနေချဲတဲ့နေရာမှာပေါ့နော်ပြီးတော့ foundation လိမ့်တာဒါရီကတော့ပုံမှန်အဆင့်တိုင်းပေါ့ဒါပေမဲ့အဲ့မှာပြောတာမျက်ခုံးချဲတဲ့နေရာမှာဆိုရင်ねမျက်ခုံးကလူတစ်ယောက်ရဲ့မျက်နှာသွင်းမြင်ကိုဒါထင်းထင်းရှားရှားပေါ်လွင်စေဖို့အတွက်အထူးအချက်ပဲပေါ့နော်အားကြောင့်မို့လို့ ဒီရှေရှေလျားလျားနဲ့ဒီသေးတွေတဲ့မျက်ခုံးတစ်စုံ啊ဆိုရင်ねမျက်နှာဝန်းဝိုင်းဆက်ဆက်လေးဖြစ်သွားစီတယ်ရှေပြီးတော့သေးတဲ့မျက်ခုံးလေးပေါ့เนาะအဲ့တော့အခုခေတ်ကမျက်နှာဝန်းဝိုင်းဆက်ဆက်ခင်မဟုတ်ဘူး V shape ခင်ဖြစ်သွားတယ်လေတော်တော်လျားလျားလေးဖြစ်ရမယ်ခင်ဆိုတော့သူကပြောထားတယ်မျက်နှာပေါပေါလျားလျားတော်တော်လျားလျားလေးဖြစ်ခြင်းနဲ့ပို့ပြီးတော့နှုတ်ပြူခြင်းနဲ့ဆိုလို့ရှိရင်တော့မျက်ခုံးကိုခတ်ထူထူခတ်နက်နက်လေးခြေတာပေးပါတဲ့မျက်နှာတွေ့အောင်ပေါ့မျက်နှာတွေ့အောင်ဆိုမျက်ခုံးထူထူလေးခြေပေးရမယ်အဲ့ဒါမျက်ခုံးပြီးရင်မျက်လုံးမျက်လုံးကကိုယ်ကမိတ်ကအပါလေးမှဖြစ်တဲ့အတွက်မျက်ဝန်းထူထူ ဲဆဲလေးမျိုးနက်နက်လေးဖြစ်ဖို့ကလည်းအရေးကြီးတယ်အဲ့တော့မျက်လုံးနဲ့အသားပေးရမှာပေါ့အဲ့တော့ဒီမှာဆိုရင်မျက်လုံးပြပြဝန်းဝိုင်းလေးနဲ့လူသတိထားမိစရာမျက်ဝန်းလေးနဲ့လုပ်မယ်ဆိုရင်မျက်နှာကလည်းပပလက်လက်လေးဖြစ်သွားတယ်တဲ့ဒါကြောင့်မို့လို့ ။ဝိုင်းဆက်တဲ့မျက်လုံးတစုံပိုင်းဆိုင်မိုးအတွက်ဆိုရင်မျက်လုံးရဲ့အတွင်းတောင်းအယောင်အနုလေးချဲ့ပြရပါတော့เนาะအဲ့ဒါမျိုးလေးချဲ့ပြရမယ်။ဒါဆိုရင်မျက်ဟိုမျက်လုံးပို့ပြီးတော့လေကျဲ့သွားစီတယ်ပြီးသွားရင်တော့မျက်တောင်ကော်စီမက်စကာရာသုံးမယ်ပြီးတော့မျက်တောင်ကော့တဲ့ဒီအတန်လေးကအစပါเนาะတိတိချာချာမျက်လုံးတစ်ဆင့်ပြီးတစ်ဆင့်ဆက်ရှည်လက်ရှည်ချဲ့ပြရမယ်။ပြီးတော့လိုင်နာသုံးတဲ့အခါမှာဆိုရင်သူကကိုမျက်ဝန်းနဲ့လိုက်ဖက်တဲ့ပုံစံချဲ့ရမယ်ဆိုပေမဲ့သူပြောထားတာကတော့ဟိုကြောင်ပုံစံအပေါ်ကော့သွားတဲ့လိုင်နာလေးပေါ့เนาะဒါကကျတော့မျက်မျက်လုံးကိုပို့ပြီးတော့ဟောင်းဟိုင်းဆက်ဆက်လေး းဖြစ်စေတယ်တဲ့မျက်နှာကိုလည်းပူပြီးတွေ့သွားစေတယ်အဲ့တော့မျက်လုံးနဲ့နဲ့လေးနဲ့ကြောင်ပုံကြောင်ပုံစံပေါ့နော်အပေါ်ကော့ပြီးဆွဲထားတဲ့ liner လေးဆွဲပြရမယ်နောက်တစ်ခုကပယိုးကိုချေတာပါတဲ့အဲ့တော့မျက်နှာပပလျက်လျက်လေးဖြစ်နေစေဖို့နောက်ထပ်နီလန်တစ်ခုကပယိုးကနေစပြီးတော့ပုံဖော်ဖို့ပါပဲတဲ့ပို့ပြီးတော့တိကျပေါ်လင်းစေဖို့အတွက်ဆိုရင်ပယိုးရဲ့ပြီးလို့ရှိရင်နှာရည်ကိုဒါတွေကိုပုံဖော်ပြရမယ်တဲ့ဒါတော့မိခက်ပညာရှင်တွေเนาะတော်တော်များများသိတဲ့ကိစ္စပါပဲအဲ့တော့ဟို ပယိုးရဲ့နာနေရွေးပုံဖော်ပြရမယ်ပြီးတော့ပယိုးတစ်လျှောက်မှာဆိုလို့ရှိရင်တောက်ပတဲ့ပေါက်တော်မှုတ်လေးတွေကိုခပ်ပါးပါးလေးချဲ့ပြရဆိုရင်ねမျက်နှာကိုထင်းထင်းရှားရှားပေါ်လွင်စေပြီးတော့ပုံပါလျက်လျက်လေးဖြစ်စေပါတယ်ဆိုနေနာကိုပေါက်တော်ဟိုခပ်ပါးပါးလေးပေါ့နော်တုပ်ပြရမယ်ပြန် highlighter သုံးပြီးတော့ပုံဖော်ပေးပါတယ်မျက်နှာကိုပပလေးလေးလေးဖြစ်သွားအောင်လို့နောက်ထပ်တနည်းရပါလဲဆိုတော့နှာခေါင်းကိုဗဟိုပြုတ်ပြီးတော့ highlight ထဲ့ဖို့အဖြူရောင်ပေါ့နော်အဖြူရောင်ဒီနှာနှာခေါင်းကိုချဲဖို့ပြီးတော့သူကပြောထားတယ်အဲ့ဒီနှာခေါင်းကိုချဲတယ်အဓိကနှာခေါင်းပို့ ပို့ပြီးတော့ပုံမှန်တက်ပြားရတဲ့သူပေါ့เนาะပြီးလို့ရှင်နှာခေါင်းတိတ်ပြီးတော့ဟိုမလှတဲ့ဟိုလူတွေဆိုလို့ရင်တော့ဘာလုပ်ရမလဲဆိုတော့ highlight ကိုတဲ့ဒီနှာခေါင်းတစ်ချက်ကိုချိန်မယ်ပြီးရင်ဒီနှာခေါင်းရဲ့အပေါ်ပေါ့เนาะဒီကြားလေးပါချိန်မယ်ပြီးရင်ဒီမေးစည်းအောက်လေးပါချိန်ပါတဲ့ဩအဲ့လိုလားအဲ့ဒါဆိုလို့ရှင်မျက်နှာကအဲ့လိုအရှိလေးထင်းထင်းလေးဖြစ်နေတာပေါ့နော်ရှေ့ရှေ့ထင်းထင်းလေးဖြစ်နေတာအဲ့တော့အဲ့လိုမျိုး highlight ချေတာကိုဒါအခုဒီမှာလေးရေးထားပါတော့တကယ်ရင်တောက်ချေရလဲမြင်ဦးလေအရန်တိတာဒီလိုမျိုးနှာခေါင်းနဲ့တခြားပြီးလို့ရှိရင်နှာခေါင်းရဲ့အပေါ်ပေးဒီနေရာလေးဟောအဲ့လိုလားဖြူလေး င်းသားလေးရှိသွားပါတော့ပေါ့နော်။အာဒီမျိုးလေးလုတ်ပေးရမယ်။ဒါကတော့ဒီ highlight သုံးပြီးတော့ပုံဖော်တာပေါ့နော်။နောက်တစ်ခုကဘာလဲဆိုတော့ browser သုံးရမယ်။အဓိကကတော့ဟိုပါဖောင်းတဲ့သူမျက်နှာနည်းနည်းကြီးတဲ့သူဆိုရင်တော့ browser မဖြစ်မနေသုံးရပြီပေါ့နော်။သုံးတဲ့အခါမှာဆိုရင် तू က ဘယ်လိုသုံးရမလဲဆိုတော့မေးရိုးပယ်ရိုးတွေကိုတည်တည်သားအောင်လို့ဆိုပြီးရောတဲ့ဒီတလျှောက်မေးရိုးတလျှောက်ပေါ့နော်ကိုက V shape ဖြစ်နေတယ်ဆိုကိုယ်ပုံစံပေါ်ပြီးတော့မလွတ်လာတဲ့နေရာတွေမှာအကုန်လုံး browser နဲ့အညူချလိုက်ဒါပေမဲ့ပြပြလေးဖြစ်နေဘူးလေနော်ညူပေါင်းနေပပိုင်းပတိုင်းမွေးဖြစ်သွားအောင်ဒါဆိုတော့ဖြစ်နေကြပါတော့နော်အမြဲအရန်ညူဝါပတိုင်းမွေးဖြစ်သွားအောင် ောက်တစ်ခုကဘာလဲဆိုတော့နှက်ခေါင်းကိုလည်းပုံဖော်ပြရမယ်ခုနဆိုဒီနား highlight လေးထည့်ပြီးပါရပေါ့နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းခုန highlight ကိုကျွန်းကျင်းကျင်းသုံးထပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီနှက်ခေါင်းရိုးဘေးမှာဘေးတစ်ဖက်တစ်ချက်မှာခုနပဲ browser လေးနဲ့နှက်ခေါင်းလေးခြုံသွားအောင်လို့ကိုယ်နှက်ခေါင်းပုံစံလိုက်ပြီးလိုအပ်သလို share ရမယ်ပြီးတော့မျက်နှာကိုကိုယ်ပပလက်လက်လေးနဲ့ပေါ့နော် V shape ဖြစ်အောင် share ဖြစ်တဲ့အတွက်နှက်ခေါင်းကိုတော့တူက ဘယ်လိုပြောမလဲပုံမှန်ပေါ့ natural color လေးပဲစုပေးတဲ့ဒါမှပဲမျက်နှာဟိုပုံပြီးပို့ပြီးတော့ပပလက်လက်လေးနဲ့လှမှာ natural color မဟုတ်ပဲနဲ့တောက်ပတဲ့အရာများကြတော့မျက်နှာကိုပို့ပြီးတော့ကြီးသွားစေရယ်ပို့ပြီးတော့ makeup ကိုထူးထောင်ထင်ရစေရယ်တဲ့ဒါကြောင့်မို့လို့ natural color ပြည့်မယ်ဆိုရင်တော့အနှက်ခန်းကိုလည်းလုံးဝ natural အတိုင်းလေးပဲပေါ့နော်အရာလေးကို gloss တင်တာမျိုးလောက်ပဲဒါမျိုးလေးပဲလုပ်ပေးပါလို့ပြောထားတယ်ပြီးတော့ powder သုံးတဲ့ခါမှာ matte ဖြစ်တဲ့ color မျိုးရွေးပြီးတော့သုံးပြပါလို့လည်းပြောထားသေးတယ်ဒါကတော့ makeup ပပလေးနဲ့ပြည့်မယ်ဆိုဒီစင်လေးလိုက်လို့လဲလို့ရှိရင် makeup လည်းပပလေးဒါပေမဲ့ပုံဖော်တဲ့နေ ာလည်းပေါ်ထားတာဆိုတော့တော်တော်လေးကိုလှပါอืมဟုတ်တယ်เนาะအခုနောက်ပိုင်းဒီ make up အပြင်ဆင်တွေကလည်းဟိုအရင်တော့အထူးကြီးမို့တော့ပပလေးတွေကိုလူတွေပို့ပို့ပြီးတော့ကြိုက်တာเนาะတဲကဲဒါဆိုရင်အလှပနဲ့ပတ်သက်ပြီးပြောပြပြီးခဏလာကြမယ်နော်ခစ်သက်ပြမေးစီစီကနေပရိသတ်တွေအတွက်ခဏနေတခြားကြမ်းတွေပြောပြပေးဖို့အတွက်ပြန်လာခဲ့ပါဦးမယ်ရှင်